အလုံးအလုံးမင်္ဂလာပါကျွန်တော် channel လေးမှာကြိုဆိုပါရစေဒီနေ့ကတော့ကျွန်တော်ပါရီ sharing လုပ်ပေးသွားမလဲဆိုတော့ဒီကောင်းစီမှာတတ်ထားတဲ့အတိုင်းမနော်ဘဲလို့မဖြစ်စေနဲ့ဆိုတဲ့အကြောင်းအရာလေးကိုကျွန်တော် sharing လုပ်ပေးသွားမှာပဲဖြစ်ပါတယ်ဒီအကြောင်းအရာကိုစိတ်ဝင်စားရင်ကျွန်တော် video လေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးပါလို့ကျွန်တော်ပြောချင်ပါတယ်ဟုတ်ကဲ့ဆက်လိုက်အောင်ဘဲဆိုတာကကျွန်တော်ရေဘဲကိုပြောချင်တာပဲဖြစ်ပါတယ်ရေဘဲကတော့ သူမှာအသက်ပညာ၃မျိုးရှိပါတယ်သူရဲ့အတက်ပညာတစ်ခုကတော့ရေထဲမှာဆိုရင်သူရေကူးနိုင်တာပေါ့နော်ပြီးတော့ကုန်းမှာဆိုရင်အဲသူကပြေးနိုင်ပါတယ်ပြီးတော့အဲနောက်တစ်ခုကတော့သူပြနိုင်တာပေါ့နော်သူမှာအရေချင်း၃မျိုးရှိပါတယ်ခုနကကျွန်တော်ပြောတလို့ပေါ့နော်ရေထဲမှာဆိုရင်သူရေကူးနိုင်တယ်ဒါပေမဲ့ရေကူးနိုင်တယ်ဆိုပေမဲ့ပေါ့နော်ဒီမိချောင်းတို့ငါးတို့နဲ့ရှင်လိုက်မယ်ဆိုရင်သူရေကူးတတ်တာဘာမှ ပြောပါလောက်တဲ့အရေးချင်းမျိုးလည်းမဟုတ်ဘူးเนาะနောက်တစ်ခုကတော့သူကုန်းပေါ်မှာဆိုရင်သူပြေးနိုင်တယ်ဗောနော်ဒါပေမဲ့ကုန်းပေါ်မှာရှိတဲ့မြင်းတို့ဘာလို့နဲ့ပြိုင်လိုက်မယ်ဆိုရင်သူပြေးတတ်တာဘာမှမပေါဘူးဗောနော်နောက်တစ်ခုကတော့သူပြန်နိုင်တယ်ဗောနော်ဒီနေရာမှာလည်းပြန်နိုင်ဒါပဲပြောတာဗောနော်ဒါပေမဲ့ကြုံကြုံချင်းချင်းရှီလာဆိုတော့လည်းမရှိပါဘူးတိမ်ငတ်တို့ပြန်လွားတို့နဲ့ရှင်လိုက်မယ်ဆိုရင်သူပြန်နိုင်တဲ့အရေးချင်းကလည်းအဲ့လောက်ကြီးကြုံကြုံချင်းချင်းရှိမနေပါဘူးအဲကြောင့်မလို့သူ တက်တာတော့ဒူ၃မျိုးတက်တာပေါ့နော်ဒါပေမဲ့၃မျိုးတည်းကိုမှမဘယ်တစ်ခုကကျွမ်းကျင်တာလဲဆိုတာဘာတစ်ခုမှမကျွမ်းကျင်ဘူးပေါ့နော်ဒူတက်ထားတဲ့၃မျိုးတည်းကိုမှမဘယ်တစ်ခုကဒူအကျွမ်းဆုံးလဲဆိုတော့ဘာတစ်ခုမှဒူကျွမ်းနေပေါ့နော်အခုကတော့ကျွန်တော်ပြောချင်တဲ့အတိတ်ဘက်ကိုတီးတော့မယ်လို့ကျွန်တော်ထင်ပါတယ်အကုန်လုံးကိုအဲတက်နေဆံမလို့ပေါ့နော်ဒါပေမဲ့ကိုတက်ထားတဲ့အရာတစ်ခုကကိုဘအတွက်ကိုအတက်မွေးဝမ်းကြောင်းအတွက်ထောက်ပံ့ပေးနိုင်တဲ့အရေးချင်းမျိုး ဖြစ်တဲ့လို့ကျွန်တော်ထင်ပါတယ်ဟုတ်ကဲ့ဒီဥပမာလေးကို ကြည့်ချင်းအဖြစ်မနော်ကိုဘွားအတွက်အတ္တပညာအတ္တပညာတွေအများကြီးတက်နေစရာလည်းမလိုဘူးနော် အများကြီးတက်နေစရာမလိုဘူးဆိုတာကျွန်တော်လုံးဝမလေလာခိုင်းတာတော့မဟုတ်ဘူးနော်လေလာလာတော့လေလာပါဒါပေမဲ့ကိုတီထားတဲ့အထဲကကိုတတ်ထားတဲ့အထဲကတခုခုက ကိုဘွားအတွက်ကောင်းစားနိုင်အောင်လုပ်ပေးနိုင်တဲ့အရေးချင်း ရှိအောင်တော့ကိုကစ조사ပြီးမှလိလာထားဖို့လိုပါတယ်ဟုတ်ကဲ့ကျွန်တော်ပြောချင်တဲ့အတိတ်ပဲကိုကြည့်တော့မယ်လို့ကျွန်တော်ထင်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်ဆောင်ကြပါမယ် see you in the next video bye bye